မြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ထိန်းချုပ်ထားတဲ့လာရှိုမျိုးပေါ်ကိုတရုတ်ရဲ့အကူအညီနဲ့အာဏာသိမ်းစစ်ကောင်စီတပ်တွေစတင်ဝင်ရောက်လာနေကြတာတွေရှိနေပါတယ်။တရုတ်စိုးရွားက MNDAA ကိုလာရှိုမျိုးပေါ်ကနေစုခွာပေးဖို့နေလမ်းပေါင်းစုံနဲ့အကြက်ကန်ချင်းချောက်ပြီးတဲ့နောက်မှာစစ်ကောင်စီတပ်တချို့နဲ့အုပ်ချုပ်ရေးအဖွဲ့တချို့အခုလိုမျိုးပေါ်ကိုခြေချဝင်ရလာတာဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်နဲ့စစ်ကောင်စီဝန်ထမ်းတွေဟာလာရှိုမျိုးပေါ်ကိုတောင်ကြီးမိုင်းရယ် နန်းပေါင်လမ်းကြောင်းကနေဧပြီလ17ရက်နေ့မှာဝင်ရောက်လာခဲ့တာဖြစ်ပြီးစစ်တပ်ရဲ့လုံခြုံရေးကို MNDA ကတာဝန်ယူပေးခဲ့ရတာလို့သိရပါတယ်။လက်တလုံးမှာတော့လာရှုမြို့စစ်နကောင်ဟိုတယ်မှာရောက်ရှိနေကြတယ်လို့သိရပါတယ်။မြန်မာပြည်က Chinese စစ်တပ်စီကောင်စီဝင်မနကောင်စီဝင်ရောအခြေရအမန်ဒီရအဲဒီစစ်တပ်ကအရာရှိတချို့ တရားရှိတချို့ရဲ့ဥစ္စာထိုင်ရတယ်ပေါ့အဲထိုင်ရအောင်စိတ်မကောင်းပါစီးရဲလို့ကြရဲဆိုတာမျိုးတွေ့ရတယ်ဆိုတော့မမီးကတော့ပတ်ကြည့်တဲ့အချိန်မှာလည်းအဲ့ဒီအဲဒီစိတ်မကောင်းမှာပိတ်ထားတယ်ဟိုဘက်ဒီရောဒီဘက်ဒီရောအခုပိတ်ထားတယ်အော်သူညောင်ညောင်တစ်ခုရရှိတယ်ပေါ့အရာဝတီကစုံစမ်းသိရှိထားတဲ့အချက်လက်တွေရဒီကနေ့ဧပြီလ16ရက်နေ့မနက်ပိုင်းမှာဆင်နဂေါဟိုတယ်မှာပဲစီဦးစီးမှုပထမတန်း ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိသူထွေထွေအုပ်ချုပ်ရေးမှုအဖွဲ့တရုတ်ဖွဲ့နဲ့ MNDA တို့ရှေ့ပြေးဆွေးနွေးတာတွေလှုပ်ဆောင်နေတယ်လို့သိရပါဗျ။လာမယ့်ဧပြီလ22ရက်နေ့မှာတော့အမှန်နဲ့စစ်စင်ရေးအထူးအဖွဲ့ကာဆာထနှင်မူဗိုလ်ချုပ်ကြီးနန်နိုင်ဦးနဲ့တိုင်းမှုတို့လာရှုမျိုးကိုထိရောက်ဖို့ရှိနေတယ်လို့သိရပါဗျ။လက်ရှိစင်နကောင်ဟိုတယ်ကိုကိုကန့်ရဲ့အပြာရောင်ဝတ်စုံဝတ်လုံခြုံရေးတပ်ဖွဲ့တွေကစောင့်ကြပ်နေတယ်လို့ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ဒေသခံတွေကပြောပြပါဗျ။ အဲ့ပုံမှန်ပါပဲဗျပုံမှန်ပေါ်တယ်ခါရန်ဒီချက်ထက်တော့မဟုတ်လေပိုစီလာတယ်လို့လို့စစ်ချင်တယ်ဘာလို့ဆိုတော့ဘလို့ပေါ်တော့ဆိုစကားစားတယ်ဝီလာမဆိုစစ်ချတယ်ချာဥစားဘုံမချေတော့လို့စစ်ချတယ်ချာနဲ့ဝင်းတက်တော့လာလာကြတော့ကာကိလို့လည်းတတော်စီလာတယ်အဲ့ဖက်ကရုံရုံထားနေဆိုင်ရတော့တော့မဖွင့်တယ်စီပင်မတော့တိတိတတ၆ကတော့တော့ဘောနော်ဟိုပစ္စည်းတွေကားရလို့မရှိတော့ အမဟိုအဆောင်တယောက်စာမျိုးစာပုံစံမျိုးလောက်ပဲရှိတော့ခါရင်ဆိုရင်တော့အမဆေးရန်တရားတွေရှိတယ်ဟောနော်ဒီနေ့တော့မရှိတော့တော်တော်လေးစဉ်းစားရစီပင်ရောတရုတ်ရဲ့ဖီအားကြောင့်လာရှုမြို့ပေါ်12ရက်ကွက်ကိုစစ်တပ်စီပြန်ပေးလိုက်ရပါမယ် MND ဟာမြို့ပြင်မှာတပ်စခန်းတွေချနေပါတယ်ဒေသခံတွေကတော့လာရှုမြို့ကိုစစ်တပ်စီပြန်ပေးလိုက်ပါမယ်စစ်ကောင်စီတပ်တွေဟာယူနီဖောင်းပြည့်စုံလက်နက်ပြည့်စုံနဲ့မြို့ပေါ်မှာတပ်ဆွဲမဲ့အခြေအနေမဟုတ်ဘူးလို့တည်ထားကြောင်းအေအော်ဒီကိုပြောပါတယ် လာရှုမျိုးကို1392ခုစစ်စင်ရေးဒုတိယအပိုင်းမှာ MNDA ကတင်ပိုက်ပြီးတဲ့နောက်တော်လန်အင်းမှာပါဝင်လို့သူမျိုးကန်တွေဟာ MNDA ရဲ့မျိုးပြန်လဲထူထောင်ရေးတချို့ကလည်း MNDA ရဲ့တပ်သားတွေဖြစ်လာပါဗျ။ဒီအခြေအနေတွေကြောင့် MNDA မျိုးကထက်သွားပေမဲ့ကျန်နေတဲ့အဖွဲ့ဝင်တွေကိုစစ်တပ်အနေနဲ့ဒုက္ခမပေးဖို့ဆွေးနွေးပွဲမှာသဘောတူခဲ့တယ်လို့ MNDA နဲ့နှီးဆက်သူကပြောပြပါဗျ။ဆွေးနွေးတဲ့နေရာမှာကသူက စစ်တပ်ကပြန်ဝင်လာရင်ကိုကန်းနဲ့ဆက်နွယ်တဲ့လူတွေပါတွေကိုမဖမ်းဆီးဖို့မနှိပ်စက်ဖို့เนาะအဲပြီးတော့အလကားပြေနာမရှာဖို့ပေါ့เนาะဟောပြီးတော့အဲ့ဒီအဲဒီတော့ကိုကန်းနဲ့ဆက်နွယ်တယ်ဆိုပြီးတော့เนาะသူတို့ကပေါ့เนาะမနေငါဘူးနဲ့စစ်ဆေးတာတို့ဟိုပါရီတိန်းတာပိုက်ဆိုင်မှုတိန်းတာအဲ့ဒါတွေမလုပ်ဘူးတော့သူတို့ စာချုပ်ထဲမှာလက်မှတ်ထူတာတော့ရှိတယ်လို့တရုတ်တွင်မှာကြီးညာထားတာတော့ကြားတယ်။